င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်နိုင်ငံရေးပါတီတွေရွေးကောက်ပွဲမဲဆွယ်ဟော်ပြောရှိုံညာမှာစစ်တပ်ပြိုကွဲရေးနဲ့စစ်တပ်ရဲ့ဂုံတိုက်ခါထိခိုက်စင်မှုတွေကိုမလုံဆောင်ရနဲ့လိုက်နာရမယ့်အချက်၉ချက်ကိုတားမြစ်ထုတ်ပြန်လိုက်ပါတယ်တောင်တာမြို့နယ်ရုံးစီကြီးကျေးရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကပြည်သူ၂ဦးကိုရရဆက်ဆက်တပ်ဖြတ်ပြီးအမျိုးသမီး၆ဦးကိုအုပ်စုဖွဲ့အာဓမ္မပြုကျင့်ခဲ့တဲ့တွင်ပါဝင် ရန်ကုန်ခက်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့နိုင်ငံရေးပါတီတွေရွေးကောက်ပွဲမဲဆွယ်ဟော်ပြောစည်းရုံးရမှာစစ်တပ်ပြိုကွဲရင်းနဲ့စစ်တပ်ရဲ့ဂုံတိတ်ခါထိခိုက်စေမှုတွေကိုမလုံဆောင်ဖို့နဲ့လိုက်နာရမယ့်အချက်၉ချက်ကိုစစ်တပ်လက်အောက်ခံရွေးကောက်ပွဲ ကော်မရှင်ကတားမြစ်ထုတ်ပြန်လိုက်ပါတယ်။အကြက်ပဲစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်က စတေမာလ25နေ့မှာနိုင်ငံရေးပါတီတွေအတွက်ရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကနေဟောပြောတင်ပြခွင့်မှာလိုက်နာရမယ့်စီမင်းစည်းကမ်းတွေကိုထုတ်ပြန်ရမှာအဲ့ဒီလိုကန့်သက်တိုင်းမြင့်ချက်တွေကိုထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။နိုင်ငံရေးပါတီတွေအနေနဲ့ဟောပြောတင်ပြရမှာ ပြည်တော်စုမပြိုကွဲရေးတိုင်းရင်သာစီလုံးညီညွတ်မှုမပြိုကွဲရေးနဲ့အချုပ်ချာအာဏာတည်တဲ့ခိုင်မြဲရေးတို့ကို ထိခိုက်စေတဲ့ဟောပြောမှုတွေကိုမပြုလုပ်ဖို့လုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းတရားရေးကိုထိခိုက်စေတဲ့ဟောပြောမှုတွေကိုမလုပ်ဖို့အတွက်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တည်ဆဲဥပဒေကိုလေးစားလိုက်နာမှုမရှိတဲ့ဟောပြောမှုတွေကိုပြုလုပ်ဖို့နိုင်ငံတော်ကိုအကြီးညိုပြက်စေဖို့ဒါမှမဟုတ်ဂုံတိုက်ခါထိပါစေတဲ့ဟောပြောမှုတွေကိုပြုလုပ်ဖို့တို့ကိုတားမြစ်ထားတာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်တပ်ပြုတ်ကွဲရေးကိုဖြစ်ပေါ်စေဖို့သို့မဟုတ်စစ်တပ်ရဲ့ဂုံတိုက်ခါကိုထိခိုက်စေဖို့ဟောပြောတာတွေကိုပြုလုပ်ရဖို့လို့လည်းဆိုထားပါတယ်။ လူမျိုးရေးဘာသာရေးနဲ့လူအများနဲ့ပတ်သက်လို့ပဋိပက္ခဖြစ်ပေါ်စေနိုင်တာတွေတိတ်ခါနဲ့ကိုကျင့်တရားထိခိုက်စေနိုင်တဲ့ဟောပြောမှုတွေစီယုံလှုံ့ဆော်တာတွေကိုပြုလုပ်ရဘူးလို့လည်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါအပြင်ဘာသာရေးကို နိုင်ငံရေးအတွက်အလွဲသုံးစားပြုတဲ့ဟောပြောမှုတွေပညာသင်ကြားခြင်းကိုထိခိုက်ပျက်ပြားစေဖို့သွေးထိုးလှုံ့ဆော်ဟောပြောမှုတွေကိုပြုလုပ်ဖို့နိုင်ငံဝန်ထမ်းတွေကိုသူတို့ရဲ့တာဝန်ကိုခြေပြွန်စွာမထမ်းဆောင်နိုင်စေဖို့သို့မဟုတ် အစိုးရကိုစန့်ကျင်ဆန္ဒပြစေဖို့အတွက်သွေးထိုးလှုံ့ဆော်ဟောပြောမှုတွင် ပြုလုပ်ဖို့လည်းတားမြစ်ထားပါတယ်။စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီတွေရဲ့ဟောပြောစည်းရုံးမှုစာမူတွေကိုစစ်စစ်မှဖြစ်ပြီးပြင်ဆင်ရေးသားစေတာတွေခွင့်ပြုမဲ့ထုတ်ပေးတာတွေကိုဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့မြန်မာနိုင်ငံမှာနျူကလ িয়ার အခြေခံလက်စစ်တအားပေးစစ်ရုံတည်ဆောက်နိုင်ရေးအတွက်အကူအညီပေးနိုင်ရန်မေအောင်လိုင်းကရုရှားကိုထပ်မံအကူအညီတောင်းခံလိုက်ပါတယ်။မြန်မာနိုင်ငံမှာအငယ်စားလက်စစ်တအားပေးစစ်ရုံတည်ဆောက်နိုင်ရေးအတွက်လိုအပ်တဲ့နျူကလ িয়ার အခြေခံအဆောက်အအုံလူဆန်အားအရင်းမြစ်တွေနဲ့တခြားလိုအပ်တဲ့လုပ်ငန်းတွေကို ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ရူစတမ်တို့ကတက်နိုင်သမျှမြန်မာနိုင်ငံကိုဆက်လက်အကူအညီပေးဖို့အတွက်အလင်းနဲ့ထားမေတ္တာရက်ခံအပ်တယ်လို့လည်းမေအောင်လိုင်းကပြောပါရယ်2024ခုနှစ်အတွင်းအပြည်ပြည်ဆိုင်ရာအမှုမျိုးစွမ်းရင်အေဂျင်စီကကြီးမှုကျင်းပါတယ် နျူကလ িয়ার ဥပဒေဆိုင်ရာအလို့ရောဆွေးနွေးပွဲကိုတက်ရောက်ပြီးမြန်မာနိုင်ငံရဲ့နျူကလ িয়ার ဥပဒေကိုပြင်ဆင်ရေးဆွဲအကောင်အထည်ဖို့ဆောင်ရွက်နေတယ်လို့လည်းမေးအောင်လိုင်းကပြောဆိုလိုက်ပါတယ်။2025ခုနှစ်အတွင်း Rosetta နည်းပညာအကယ်ဒမီနဲ့ပြည်ပြည်ဆိုင်ရာအနုမျိုးစွမ်းရည်အေဂျင်စီတို့ကစီစဉ်ကျင်းပတယ်။နိုင်ငံခြားကျွမ်းကျင်သူတွေအတွက်အမျိုးသားအဆင့်နျူကလ িয়ার အစီအစဉ်တွေအကောင့်ထယ်ဖော်မှုမှာပါဝင်တယ်။အငယ်စားနျူကလ িয়ার လက်စစ်တအားပေးစက်ရုံတွေနေရာချထားခြင်းဆိုင်ရာ ဒေသတွင်အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးတင်နန်းကိုမြန်မာနိုင်ငံအပါအဝင်နိုင်ငံ16နိုင်ငံကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်မြန်မာနိုင်ငံအနေနဲ့ IAEA အဖွဲ့ဝင်နိုင်ငံဖြစ်နျူကလ িয়ার နယ်ပယ်တွေကိုမြန်မာနိုင်ငံမှာအသုံးပြုနိုင်ရေးနှစ်ပေါင်းများစွာကလေးကစ조사ခဲ့ပေမဲ့လည်းအကြောင်းမျိုးမျိုးကြောင့်တုံ့နှင်းနေခဲ့တယ်လို့လည်းမင်းအောင်လိုင်းကပြောပါတယ်ဒါအပြင်2022ခုနှစ်ကနေစတင်ပြီးရုရှားနိုင်ငံနဲ့ပူးပေါင်းကအရှိန်ဟုန်နဲ့တိုးမြင့်ဆောင်ရွက်နိုင်ဖို့အတွက်조사ခဲ့မှု ရုရှားနိုင်ငံရဲ့အဖက်ဖက်ကနေအားဖြည့်ဆောင်ရွက်ပေးမှုတို့ကြောင့်တိုးတက်မှုတွေတိတာစွာရရှိခဲ့ပြီးဖြစ်တယ်လို့လည်းမင်းအောင်လိုင်းကပြောပါရယ်နျူကလ িয়ার စွန့်ရင်ဟာကာဗွန်ထုတ်လွှတ်မှုနဲ့ပါတဲ့ green energy တစ်ခုလည်းဖြစ်တဲ့အတွက်မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার စွန့်ရင်ကနေတည်ငြိမ်တဲ့လက်စစ်ဓာတ်အားကိုထုတ်ယူပြီး နိုင်ငံတော်စီးပွားရေးဖမျိုးတွတ်တက်အောင်ဆောင်ရွက်သွားရန်ရည်ရထားတယ်လို့လည်းမင်းအောင်လိုင်းကပြောပါရယ်မြန်မာနိုင်ငံမှာကနဦးခြေလန်းဖြင့်အငဲစားနျူကလ িয়ার လက်စစ်တအားပေးစက်ရုံတိစောက်နိုင်ရေးအတွက်ရိုစတမ်နဲ့နီကက်စွာပူးပေါင်းဆောင်ရွက်နေပြီးလိုအပ်တဲ့အခြေခံအဆောက်အုံတွေနဲ့တခြားကဏ္ဍဘောင်းဆောင်ကတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိတယ်လို့လည်းမင်းအောင်လိုင်းကပြောဆိုခဲ့ပါရယ်ရှင် မန္တလေးရတဲ့တဘောကိုတက်ဆက်ပေးကြပါရယ်မန္တလေးတိုင်းတောင်တာမြို့နယ်ရုံးစီကြီးရွာမှာတက်ဆွဲထားတဲ့အကျန်းဖက်စစ်တပ်က ကျွေးရမှာနေထိုင်တဲ့ပြည်သူနှအူးကိုရရဆက်ဆက်တက်ဖြတ်ခဲ့ပြီးအသက်16နှစ်ကနေအသက်56နှစ်အရွယ်ရှိတဲ့အမျိုးသမီးတွေအပါအဝင်အမျိုးသမီး6ဦးကိုအုပ်စုဘက်အထမပြုကျင့်ခဲ့လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။စတင်ပါလ10နှစ်ကနေစတင်ပြီး မလိုင်မျိုးဘက်ကနေလာရောက်ကတောင်သာမျိုးနဲ့ရုံးစီကြီးကျွေးရမှာတက်ဆွဲထားတဲ့မြင်းကျန်မျိုးကတီတာယူမှုရဲ့ပြူစောထီတွေနဲ့မော်ဘီရဲတရင်ကားကရဲတွေဟာ ကျေးရွာမှာနေထိုင်တဲ့အမျိုးသမီး6ဦးကိုအုပ်စုဖွဲ့အတမပြုကျင့်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီပြူစောထင်းတဲ့ရဲတွေဟာစက်တင်ဘာလ15ရက်နေ့16ရက်နေ့နဲ့18ရက်နေ့တို့မှာအမျိုးသမီး6ဦးတို့ကိုသူတို့နေအိမ်တွေအုပ်ကြောင်းနဲ့ဘုံခိုကျင်းတွေမှာအုပ်စုဝဲအာရမပြုကျင့်ကြတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အသက်50အရွယ်ရှိတဲ့အမျိုးသမီးဖြစ်သူကိုလည်းပြူစောထီးတွေနဲ့ရဲတွေကသူ့ရဲ့နေအိမ်အတွင်းမှာပဲလိမ်ပိုင်းဆိုင်ရာစော်ကားပြီး အာရမပြုခြင်းဖို့ပြုလုပ်စဉ်မှာထိုင်ကရော့ကတောင်းပန်ခဲ့တာကြောင့်လွတ်မြောက်ခဲ့လို့လည်းသိရပါဗျ။ဒါအပြင်ရုံးစီကြီးရွာသားအသက်45နှစ်အရွယ်ရှိတဲ့ကိုရဲကိုလည်းအုတ်ကျောင်းတိုက်တွင်းမှာဖမ်းဆီးခေါ်ဆောင်ပြီးတပ်ဖြတ်ကရုံလောင်းကိုမီးရှို့ဖျောက်ဖျက်ခဲ့တယ်လို့စစ်ရုံးကခန်းစားနေရတဲ့ကျေးရွာနေပြည်သူအသက်56နှစ်အရွယ်ရှိတဲ့ဦးတောင်းညွန့်ကိုလည်းခြေလက်တွေကိုဖျက်ခါတပ်ဖြတ်ခဲ့လို့လည်းသိရပါဗျ။ ရှမ်းပြည်နယ်ရဲ့သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်တောင်ပိုင်းရွာငယ်မြို့နယ်မှာစစ်တပ်ကစစ်ကြောင်းထိုးပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးကစစ်ဘေးရှောင်ပြည်သူ6ဦးကိုဖမ်းဆီးသွားတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦး DSNDA ကတရင်းနယ်ပြန်ကြားရေးတာဝန်ခံကိုကြားပြန်ကရန်ကုန်ခေတ္တကိုပြောပါရတယ်။စစ်တပ်ကရွာငန်းမြို့နယ်တွင်စစ်ကြောင်းထိုးလာပြီးစစ်ပေးဆောင်ပြည်သူတွေရဲ့ကြေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရတယ်။အဲလိုကြေးရွာတွေနဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတဲ့အပြင်အသက်၉နှစ်အရွယ်ကလေးငယ်တို့အပါအဝင် စစ်ပေးဆောင်ပြည်သူ6ဦးကိုဖမ်းဆီးခဲ့လို့လည်းသိရပါဗျ။စစ်တပ်ရဲ့စစ်ကြောင်းထုံးမှုကြောင့်ပြည်သူ900ကျော်ဟာထွက်ပြေးတင်းရှောင်နေရတယ်လို့လည်းသိရှိရပါဗျ။အဲ့ဒီရွာငယ်မြို့နယ်မှာဩဂတ်လကနေစတင်ကစစ်တပ်ကအင်အားအလုံးရင်းနဲ့ဆိုးစစ်ဆင်လာပြီးမင်းပလောင်ရွာကစစ်ပေးဆောင်ပြည်သူတွေနေထိုင်ကြတဲ့နေရာတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ပြည်သူတွေဟာလည်းထွက်ပြေးတင်းရှောင်နေရတယ်လို့လည်းသိရပါဗျ။ ဒီတစ်ခါမှာတော့သကိုင်းတိုင်းဒဇယ်မြို့နယ်ကန်ထူးမရွာကစီဆိုင်နဲ့စားတော့ဆိုင်ကိုအကျန်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲတက်ခိုက်တာကြောင့်ပြည်သူ၈ဦးဟာသေဆုံးခဲ့ရပြီး12ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ဒဇယ်မြို့နယ်ပကဖတောင်ဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။စက်တင်ဘာလ26ရက်နေ့မနက်7:38မိနစ်လောက်ကဒဇယ်မြို့နယ်ကန်ထူးမရွာကလူစီကားရာစီဆိုင်နဲ့စားတော့ဆိုင်ကိုအကျန်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲ လေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုအကြက်ဘက်စစ်တပ်ရဲ့ဘုံကျဲတက်ခတ်မှုကြောင့်ပြည်သူ ရှေ့ဦးထံမင်းဟဟာတည်ဆုံးခဲ့ရပြီးစစ်နှုံးဟာထိခိုက်ဒဏ်ရာရှိကဒဏ်ရာရှိသူတွေထဲမှာပြင်းထန်သူတွေလည်းပါဝင်လာကြောင်းတည်ဆုံးသူအရေအတွက်တိုးလာနိုင်တယ်လို့လည်းသိရှိရပါတယ်။လက်တလုံးမှာတော့ဒဇယ်မြို့ပေါ်မှာအခြေပြုထားတဲ့စစ်တပ်ကဒဇယ်မြို့နယ်အတွင်းကစစ်ကြောင်းထိုးဖို့ပြင်ဆင်မှုတွေကိုမြင်တွေ့နေရတယ်လို့လည်းဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရရှင်။ ။ဘကောသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်။ဘကောတိုင်းအနောက်ချမ်းသဲကုံမြို့နယ်မှာရဲတုတက်ကြဲလင်းအောင်နဲ့ရဲတပ်သားလှဖုံးမြင့်တို့စကားများရန်ဖြစ်ရာကနေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားပြီးရဲတုတက်ကြဲလင်းအောင်ဟာတေဆုံးသွားတယ်လို့သဲကုံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်။စက်တင်ဘာလ18ရက်နေ့ည9:00နာရီအချိန်ခန့်က တဲကုန်းမြို့နယ်ရဲစခန်းမှာရဲတုတက်ကြက်လင်းအောင်နဲ့ရဲတပ်သားလှဖိုးမြင့်တို့စကားများရင်ဖြစ်ပြီးရဲတုတက်ကြက်လင်းအောင်ကလက်နက်နဲ့စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီးရဲသားလှဖိုးမြင့်ကပြန်လဲပစ်ခတ်ရမှာလင်းအောင်မှာနေရာမှာပဲပွဲချင်းပြီးတစ်ဆုံးခဲ့လို့လည်းသိရပါဗါးအဲ့ဒီပစ်ခတ်ခဲ့သူတက်သားလှဖိုးမြင့်ဟာထွက်ပြေးလာတာကြောင့် တဲကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကကုညီကယ်ဆယ်ထားတယ်လို့လည်းသိရှိရပါတယ်။အဲလိုတဲကုံမြို့နယ်ရဲစခန်းမှာပြစ်ခတ်မှုဖြစ်ပွားစဉ်ရဲစခန်းနီးရက်ွက်မှာနေထိုင်တဲ့အသက်80ရွယ်ရှိတဲ့အဖွားနှုတ်လည်းနှလုံးရက်ခါတည်ဆုံးခဲ့ပါတယ်ရှင်။ ခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တပုတ်ကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်ဘက်က9ဦးဟာတေဆုံးခဲ့လို့ KNU ဗိတ်တော်ဝယ်ခရိုင်ကသတင်းထုတ်ပြန်ထားပါတယ်။သတင်းပါလာ25နှစ်မနေ့6နိုင်လောက်ကတနင်္သာရီမြို့နယ်ရှမ်းအင်းတော်ကျေးရွာအနီးမှာအကြမ်းဖက်စစ်တပ်နဲ့တော်လန်တပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်းသိရှိရပါတယ်။အဲဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က9ဦးဟာတေသွားတာဖြစ်ပြီး ရှစ်ဦးထက်မနည်းဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်း KNU ဗိတ်တော်ဝဲခရမ်းကတည်င်းထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာ KNL ကမျိုးသားလူမျိုးရေးတက်မတော့တမဟာလေးလက်အောက်ခံတရင်စစ်တင်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကပူပေါင်းလွတ်ဆောင်ခဲ့တာဖြစ်ပြီးတော်လိုင်းရဲဘော်တွေဘက်ကအထိခိုက်ရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်။အလားတူစက်တင်ဘာလ16ရက်နေ့ကလည်းတည်င်းသာရီမြို့နယ်ထိုင်းမြန်မာမောတောင်နယ်စပ် ကုံသွေးလမ်းမက်က သိန်းခွန်ကျေးရွာအနီးမှာလဲအကျန်းဖက်စစ်တပ်နဲ့ KNL ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာလေးအဲ့ဒီလက်အောက်မှာရှိတဲ့တရင်စစ်တပ်နဲ့တော်လဲပူပေါင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သားနှုတ်ဟာတေသွားကလက်နဲ့နှစ်လက်ကိုသိန်းဆဲရရှိခဲ့လို့လည်းသိရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တဲ့တွေကိုတင်ဆက်ပေးရပါ ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျွန်မညပါ thank you